ကချင်ပြည်ဖက်ကန်းမှာဒီစစ်ကောင်စီတက်နဲ့ကချင်လွတ်လပ်ရေးတပ်မတော် KIA ပူပေါင်းတက်တို့အကြားတိုက်ပွဲတွေအပြင်းထန်ဆက်ပြီးတော့ဖြစ်နေပါတယ်။ဖက်ကန်းကလုံခင်းရွာတဲ့ကိုရောက်လာတဲ့စစ်ကောင်စီတက်နဲ့ပြည်သူစစ်ပူပေါင်းအဖွဲ့တွေကအယက်သားပြည်သူတွေကိုဖမ်းဆီးပြီးတော့တိုက်ပွဲထဲမှာလူသားတိုင်းကအဖြစ်အသုံးပြုနေတဲ့ရုပ်တံဖိုင်တွေကလည်းလူမှုကွန်ရက်စာမျက်နှာမှာထွက်လာခဲ့ပါတယ်။ဖက်ကန်းဒေသကသတင်းအရင်းမြစ်တွေရဲ့ပြောပြချက်အရတော့အဲလဲပြင်းပြီးတော့ငိမ့်ချမ်းတာယာနဲ့လုံခင်းရွာတွေထဲ ဲမှာတိုက်ပွဲတွေပြင်းထန်နေတာလို့သိရပါတယ်။လုံခင်းရွာထဲမှာလက်နက်ကြီးတန်းလက်နက်ငယ်တန်းတွေလည်းဇက်တိုက်ကြားနေရပြီးတော့အချင်းချင်းပြည်သူတွေဟာဆိုရင် အပြင်းမထွက်ကြဖို့တတိပေးနေကြပါတယ်။ မနေ့ကစပြီးတော့ဖခန့်ဒေတာခန့်တချို့ကတော့ဘေးလွတ်မဲ့နေရာတွေကိုထွက်ပြေးနေကြပြီဖြစ်ပါတယ်။ကာမိုင်းဖခန့်လမ်းကြောင်းအတိုင်းစစ်ကြောင်းထိုးပြီးတော့ဝင်လာတဲ့စစ်ကောင်စီတပ်ရဲ့စစ်ကြောင်းကို KIA နဲ့ပူးပေါင်းအဖွဲ့တွေကလမ်းတစ်လျှောက်မှာတိုက်ခိုက်ခဲ့ကြပြီးမဲ့ဒီမေလ29ရက်နေ့မနေ့ကပေါ့နော်မနေ့ကစပြီးတော့လုံခင်းမှာရှိတဲ့ဒီရမ်းချက်စစ်ရုံနားဘက်ကိုအင်အား200လောက်ဝင်ရောက်နိုင်ခဲ့တာဖြစ်ပါတယ်။ ဖကန်ဒီတောင်ပြန်လဲထိမ့်ချုပ်နိုင်ရေးစစ်ကောင်စီကစစ်ကြောင်း၃ကြောင်းခွဲပြီးတော့ထိုးစစ်ဆင်နေတာပဲဖြစ်ပါတယ်